မိတ်ဆွေပေါင်းကျမ်းမာချမ်းသာရှိကြပါစေဗျကျွန်တော်တို့စက်နီလိုက်ဘရီနေနဲ့အရင်ကတော့မြဝတလီထုံနဲ့ယဉ်ကျေးမှုတမိုင်းဆိုင်ရာနဲ့ဘာသာရေးကိစ္စရပ်တွေကိုအဓိကထားမျှဝေတင်ဆက်ပေးနေဖြစ်ပေမဲ့အခုနောက်ပိုင်းမှာတော့နိုင်ငံတကာရေးရာအကြောင်းအရာတွေကိုအဓိကထားမျှဝေဖြစ်ပါတယ်အခုကတော့အများစိတ်ဝင်စားဖို့ကောင်းတဲ့အီရန်နဲ့အစ္စရေးချာမှာဖြစ်ပေါ်နေတဲ့ကိစ္စရပ်တွေပြည်ပခါတွေနဲ့သတင်းဆိုင်ရာအခြေအနေတွေအားလုံးကိုစူးစီးမျှဝေပေးမယ့်အစီအစဉ်ဖြစ်ပါတယ်ဗျာ အီရန်အစ္စရေးဘက်ကဆိုင်ရာသတင်းများစုစည်းမှုအပိုင်း14ဖြစ်ပါတယ်အာဒီနေ့မြောက်ပြီးပြိမဲ့အကြောင်းအရာဒီမှာကတော့ American C ကနေပြီးတော့အကြောင်းကြားစာရပြီးတဲ့နောက်တက်ကိုအမြင့်ဆုံးဆင့်လန့်ထားတဲ့အီရန်အဲ့နောက်မှာတော့အီရန်နဲ့ဆွေးနွေးပွဲအဆင်မပြေရင်စစ်ရေးရရေးမှုဖြစ်လာနိုင်ပြီးအစ္စရေးကခေါင်းဆောင်နိုင်တယ်လို့ပြောလာတဲ့ Trump ရဲ့ပြောစကားနဲ့အခြေအနေဒီ ပြီးရင်တော့အီရန်ကိုဘုံးကျဲတိုက်ခိုက်မှုတွေကညီငယ်ရင်းကိုယူဆောင်လာနိုင်မှာမဟုတ်ဘူးလို့ပြောကြခဲ့တဲ့ရုရှားနဲ့နောက်ဆုံးမှာတော့ဟူတီပြစ်မှတ်ပေါင်း100ကျော်ကိုတိုက်ခိုက်ခဲ့တဲ့အမေရိကန်စတဲ့အကြောင်းအရာတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ဗျ။အာအီရန်နဲ့ပတ်သက်တဲ့ထူးခြားတဲ့သတင်းလေးတွေကိုသိကျင်တယ်လို့ပြောကြတဲ့အတွက်ကျွန်တော်တို့အာဒီလက်တလုံးမှာထူးခြားတဲ့အခြေအနေရှိတဲ့သတင်းလေးတွေကိုစုစည်းမျှဝေတာဖြစ်ပါတယ်။ ပထမဆုံးကတော့ American C ကနေပြီးတော့တိုက်တွန်းစာတစ်စောင်ရပြီးတဲ့နောက်မှာတက်ကိုအမြင့်ဆုံးဆက်လှန့်ထားတဲ့အီရန်ဖြစ်ပါတယ်။ American သမ္မတဒေါ်နယ်ထရန့်ကအီရန်ရဲ့နျူကလ িয়ার စီစဉ်ကိုရပ်တန့်မှုတိုက်ရိုက်ဆွေးနွေးမှုလုပ်ဖို့တိုက်တွန်းတဲ့စာကိုအီရန်နိုင်ငံခေါင်းဆောင်အယာတိုလာအလီခါမေနီထံပေးပို့လိုက်ပြီးတဲ့နောက်မှာအီရန်စိုးရကသူ့တပ်မတော်ကိုအမြင့်ဆုံးဆက်တက်လှန့်ထားပြီး American စစ်ဆင်းတွေကိုလက်ခံထားတဲ့ အင်ဂျီနီနိုင်ငံတွေအနေနဲ့လည်းအမေရိကန်ကတိုက်ပွဲဆလာရင်ထောက်ပံ့ခြင်းမပြုဖို့တတိပေးလိုက်တယ်လို့သိရပါတယ်။ဒီလိုဘာကြောင့်ဖြစ်ရလဲဆိုရင်နိုင်ငံဆွေးနွေးပြီးတဲ့နောက်သဘောတူညီချက်တစ်ခုခုမရရင်အီရန်နိုင်ငံပေါ်ဘုံမိုးရွာသွားမယ်လို့အမေရိကန်ရဲ့ပေးစာမှာထည့်သွင်းထားတာကြောင့်ဖြစ်တယ်ဆိုပြီးတော့သုံးသပ်မှုတွေရှိနေပါတယ်။အီရန်နိုင်ငံကတော့နျူကလ িয়ার အစီအစဉ်ကိုကောင်တယ်ဖော်နေခြင်းမရှိတာကြောင့်မလို့အမေရိကန်ရဲ့ တိုက်ရိုက်ဆွေးနွေးဖို့တောင်းဆိုမှုကိုပယ်ချပြီးတော့အဲ့တောင်းဆိုချက်ကအတိတ်ပဲမရှိဘူးစစ်စစ်ညှိနှိုင်းလိုတယ်လို့ပြောပြီးချင်းချောက်နေတာကလည်းမေကွန်းထုတ်เสียဖြစ်နေတယ်ဆိုပြီးအီရန်နိုင်ငံရဲ့ဝင်ကြီးကပြောကြားခဲ့ပါတယ်နောက်ထပ်အကြောင်းအရာကလည်းဒါနဲ့ဆက်ဆက်တဲ့အကြောင်းအရာပဲဖြစ်ပါတယ်အီရန်နဲ့ဆွေးနွေးပွဲအဆင်မပြေရင်စီရေးရအရေးယူမှုတွေဖြစ်လာနိုင်ပြီးတော့အစ္စရေးကခေါင်းဆောင်နိုင်တယ်လို့ပြောကြားလာတဲ့ထရန့်ရဲ့ပြောစကားဖြစ်ပါတယ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်က အီရန်ရဲ့နျူကလ িয়ার အစီအစဉ်သဘောတူညီချက်အတွက်အချိန်အများကြီးမရှိဘူးဆွေးနွေးမှုတွေကသဘောတူညီချက်တည်းဖြစ်ပေါ်လာအောင်လုံဆောင်ပေးနိုင်ခြင်းမရှိရင်အီရန်ကိုစစ်ရေးအရရေးယူမှုကလုံးဝဖြစ်လာနိုင်စရာအကြောင်းရှိတယ်ဆိုပြီးပြောကြားလာခဲ့တယ်လို့သိရပါတယ်စစ်ရေးလာလာနဲ့ပတ်သက်လို့သူပြောသွားတာကစစ်ရေးရလိုအပ်လာမဲ့ဆိုရင်စစ်တပ်ရှိတယ်အဲလိုအခြေအနေမျိုးဆိုရင်အစ်စရေးကမြန်မြန်ဆဆပါဝင် ပတ်သက်မယ်ဆိုတာထင်ရှားတယ် အစ္စရေးကခေါင်းဆောင်ပြီးလုံမှာဖြစ်တယ်လို့ပြောကြားသွားခဲ့တာကို တွေ့ရပါတယ်။ဒါကသူ့ကိုသတင်းနောက်တယောက်ကစည်ရေးရအေးအယူမှုဟာရွေးချယ်မှုဟုတ်ပါသလားလို့မေးမြန်းခဲ့ချိန်မှာဖြေကြားလာတဲ့အစကားဖြစ်ပါတယ်။သမ္မတဒေါ်နယ်ထရန့်နဲ့အစ္စရေးဝန်ကြီးချုပ်ဘန်ဂျမင်နေတန်ယာဟူတို့အင်ပြူရောမှာတွေ့ဆုံစဉ်တုန်းကအမေရိကန်အနေနဲ့အီရန်ရဲ့နျူကလ িয়ার အစီအစဉ်နဲ့ပတ်သက်လို့တိုက်ရိုက်ဆင်မြင့်ဆွေးနွေးမှုတွေကိုဧပြီ12ရက်မှာ စတင်လှုပ်ဆောင်မှာဖြစ်တယ်ဆိုပြီးဒေါ်နယ်ထရန့်ကပြောကြားခဲ့ပါတယ် အဲ့ဒီတုန်းကထရန့်ကဆွေးနွေးမှုတွေအောင်မြင်မှုမရဖြစ်လာမယ်ဆိုရင်အီရန်ဟာကြီးကြီးမားမားအန္တရာယ်ကြုံရမယ်ဆိုပြီးထည့်သွင်းပြောကြားခဲ့တာကိုတွေ့ရပါတယ်။အဲ့လိုကြီးညာချက်ထုတ်ပြန်လိုက်ပြီးတဲ့နောက်တရက်အကြာဧပြီ၈ရက်မှာတရုတ်နိုင်ငံကအမေရိကန်ပြည်ထောင်စုအနေနဲ့ယူသားဖြူစင်မှုကိုထုတ်ဖော်ပြသဖို့ပြောကြားလာခဲ့တာကိုတွေ့ရပါတယ်။ဆွေးနွေးမှုတွေကိုအိုမန်နိုင်ငံမှာပြုလုပ်မှာလို့အီရန်ကအတည်ပြုခဲ့တယ်ဆိုပေမဲ့အဲ့ဒီဆွေးနွေးမှုတွေဟာတွယ်ဝိုက်ဆွေးနွေးမှုတွေဖြစ်နိုင်မယ်လို့ဆိုထားပါတယ်။ ဒေါ်နယ်ထရန့်ဟာအမေရိကန်သမ္မတအဖြစ်ပထမအကြိမ်တာဝန်ယူတဲ့2018တုန်းကအီရန်နိုင်ငံနဲ့ကမ္ဘာအင်အားကြီးနိုင်ငံတွေကြားရရှိထားတဲ့နျူကလ িয়ার သဘောတူစာချုပ်ကနေနှုတ်ထွက်ပြီးတော့အီရန်နိုင်ငံကိုပိတ်ဆို့မှုတွေချမှတ်ခဲ့ဘူးတဲ့အခြေအနေရှိပါတယ်။အိုမန်မှာစနေနေ့မှာပြုလုပ်မဲ့ထိပ်သီးဆွေးနွေးပွဲဟာလုပ်ငန်းတစ်ခုရဲ့အစဖြစ်တယ်လို့အမေရိကန်သမ္မတကပြောကြားထားပါတယ်။သူ့ရဲ့အရှိလေပိုင်းဆိုင်ရာအထူးတန်တမန်စတိကအမေရိကန်ကိုကိုစားပြုဖို့စီစဉ်ထားပြီးတော့အီရန်နိုင်ငံရဲ့ဝန်ကြီးက ီရန်နိုင်ငံဘက်ကတာဝန်ယူဆွေးနွေးမှာဖြစ်တယ်လို့သိရပါတယ်ဆွေးနွေးပွဲဟာဓာတ်ရိုက်ဖြစ်မယ်လို့ထရန့်ကပြောကြားပေမဲ့အီရန်ကတော့သူတို့ကဂျာဝင်ဖြန့်ပြေးပေးသူကနေသင့်လှုပ်ဆောင်မှာဖြစ်တယ်ဆိုပြီးပြောကြားထားပါတယ်ဖေဖော်ဝါရီလဇန်ပိုင်းတုန်းကတော့အီရန်နိုင်ငံရဲ့အမြင့်ဆုံးဘာသာရေးခေါင်းဆောင်အယာတိုလာလီခါမေနီကအမေရိကန်နိုင်ငံရဲ့ရန်လိုတဲ့လှုပ်ရက်တိုင်းကိုချက်ချင်းတုံ့ပြန်မှာဖြစ်တယ်လို့ထုတ်ဖော်ပြောဆိုထားခဲ့ပါတယ် အရာဒေါ်လာကော်မတီကအမေရိကန်နိုင်ငံနဲ့တွေ့ဆုံဆွေးနွေးမဲ့အစီအစဉ်ကိုအဲ့ဒီအချိန်တုန်းကညှင်းဆန်ပယ်ချထားပြီးတော့အမေရိကန်နဲ့တွေ့ဆုံဆွေးနွေးခြင်းကကောင်းမွန်မှုရှိမှာမဟုတ်ဘူးလို့ဆိုထားပါတယ်။ဝါရှင်တန်ပို့သတင်းစာကတော့အီရန်ကသူနဲ့တရက်ဆွေးနွေးဖို့ညှင်းဆုံနေရင်စနေနေ့အိုမန်ကိုခီးထုတ်တဲ့အစီအစဉ်ကိုရှက်ဆိုင်ပြမှာဖြစ်တယ်ဆိုပြီးတော့အမေရိကန်နိုင်ငံဘက်ကကိုစားပြုဆွေးနွေးမဲ့အထူးတန်တမန်ကပြောကြားထားခဲ့ကြောင်းဖော်ပြထားပါတယ်။အီရန်ဘက်က ပြင်ပချိန်ချောက်မှုတွေကိုတုံ့ပြန်တဲ့အနေနဲ့ကုလသမဂ္ဂနျူကလ িয়ার စောင့်ကြည့်စစ်ဆေးရေးမှုတွေကိုနှင်ထုတ်နိုင်တယ်လို့သတိပေးခဲ့ပါတယ်။ပြင်ပချိန်ချောက်မှုတွေဆက်လက်ဖြစ်ပေါ်နေခြင်းနဲ့စစ်ရေးတိုက်ခိုက်မှုအခြေအနေတွေမှာအီရန်ဟာနိုင်ငံတကာအမှုမြွှေစွန့်ရင်အေဂျင်စီရဲ့စစ်ဆေးရေးမှုတွေကိုထုတ်ပယ်ခြင်းပူးပေါင်းဆောင်ရွက်မှုကနေရဆိုင်ခြင်းအပါအဝင်အဟန္တာစီမံတွေကိုဖြစ်ပေါ်လာစေနိုင်တယ်လို့ရေတပ်ဗိုလ်ချုပ်ကြီး အလီရှက်ဂါနီက social media platform x မှာပြောကြားထားခဲ့တာကိုတွေ့ရပါတယ်။ နောက်တဲ့အကြောင်းအရာတစ်ခုကတော့ဒီအကြောင်းအရာနဲ့ဆက်ဆက်တဲ့အကြောင်းအရာပဲဖြစ်ပါတယ်။အဲ့ဒါကတော့အီရန်ကိုဘုံးကျဲတိုက်ခိုက်မှုတွေဟာငြိမ်းချမ်းရေးကိုယူဆောင်လာနိုင်မှာမဟုတ်ဘူးလို့ပြောကြားလာခဲ့တဲ့ရုရှားဖြစ်ပါတယ်။ရုရှားဆိုရကအီရန်ပေါ်အဆက်မပြတ်ချင်းချောက်မှုတွေကိုတကမ္ဘာလုံးကကြီးငွေလာနေပြီဖြစ်ပြီးတော့အီရန်ကိုဘုံးကျဲတိုက်ခိုက်မှုဟာငြိမ်းချမ်းရေးကိုယူဆောင်လာနိုင်မှာမဟုတ်ဘူးလို့ပြောကြားသွားခဲ့ပါတယ်။အဲ့ဒီအပြင် အီရန်ဘက်ကလည်းကြိုတင်ကာကွယ်မှုတွေကိုလှုံ့ဆော်နှင့်ပြီးနေပြီလို့ရုရှားဆိုရကပြောဆိုထားပါဗျ။အီရန်နျူကလ িয়ার စီစဉ်တဲ့ပတ်သက်လို့အမေရိကန်ရဲ့ရည်ရွယ်ချက်တွေကိုတန်တရားဝင်မှုတွေရှိနေတယ်လို့အီရန်ယာရှိတွေဘက်ကပြောဆိုမှုတွေရသိရပါဗျ။အီရန်ဟာသူ့ရဲ့နျူကလ িয়ার စီစဉ်တဲ့ပတ်သက်လို့သဘောတူညီချက်တစ်ခုကိုမပြုတ်လို့ဘူးဆိုရင်အီရန်ပေါ်စည်ရေးရအေးအေးမှုတွေလှုံ့ဆော်သွားမယ်လို့ဒေါ်နယ်ထရန့်ကအချင်းချင်းချင်းချောက်ပြောဆိုမှုတွေရှိထားပါဗျ။ ။ဒါပြင်ရုရှားဟာအချင်းနေအားလုံးကိုသတိပြုမိပြီးထိတ်တက်ရင်ဆိုင်မှုတွေနဲ့ဆက်သွယ်မှုတွေကိုအအောင်ဆိုင်လုပ်သင့်တယ်လို့ရုရှားဆိုကပြောဆိုခွင့်ရှိသူဒီမီထရီပက်စကော့ဖ်ကအကြံပြုပြောဆိုထားတာကို တွေ့ရပါတယ်။ရုရှားနိုင်ငံရဲ့ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူမာရီယာဇကာရိုဗာကလည်းအီရန်ပေါ်ဆက်မပြတ်ချင်းချောင်းမှုတွေကိုကမ္ဘာကြီးကညှင်းငွေလာနေပြီဖြစ်တယ်။ပုံကျတိုက်ခိုက်မှုတွေကညီငယ်ကြီးကိုယူဆောင်လာနိုင်မှာမဟုတ်ဘူးဆိုတဲ့နားလည်မှုတွေလည်းတိုးလာနေတယ်လို့ပြောဆိုသွားကြတာကိုတွေ့ရပါတယ်။ အခုဒီအကြောင်းအရာကတော့အီရန်ချက်အခြေအနေနဲ့တရက်ဆက်ဆက်နေတာမဟုတ်ပေမဲ့အီရန်နဲ့ပတ်သက်ဆက်နွယ်တယ်လို့ပြောဆိုနေကြတဲ့ဟူတီကိုအမေရိကန်ကပြစ်မှတ်ပေါင်း100ကျော်တိုက်ခိုက်ခဲ့တဲ့သတင်းကိုပြန်လည်မျှော်ရတာဖြစ်ပါတယ်။အမေရိကန်စစ်တပ်ကပြီးခဲ့တဲ့လကယီမန်မှာရှိနေတဲ့ဟူတီလက်နက်ကိုင်အဖွဲ့ရဲ့ပြစ်မှတ်ပေါင်း100ကျော်ကိုတိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့တယ်လို့အမေရိကန်ကာကွယ်ရေးအရာရှိတူကပြောကြားခဲ့ပါတယ်။ ရရန်ကဝဲရရှိတူကသူတို့အနေနဲ့ဟူဒီလက်နက်ကင်အဖွဲ့ရဲ့ကုတ်ကဲမှုနဲ့ထိ ंछ ုပ်ရေးအဆောက်အဦးဆစ်လက်နက်ထုတ်လုပ်တဲ့အဆောက်အဦးအစစ်မြင့်ဆစ်လက်နက်ပစ္စည်းတူလောင်တဲ့နေရာတွေကိုဖျက်ဆီးနိုင်ခဲ့တယ်။ပြီးတော့ဆစ်စစ်ရေးအတွင်းမှာဟူဒီလက်နက်ကင်အဖွဲ့ရဲ့ခေါင်းဆောင်အများအပြားကိုလည်းရှင်းလင်းနိုင်ခဲ့တယ်လို့ဆိုခဲ့ပြီးမယ်။ဆစ်စစ်ရေးအတွင်းရှင်းလင်းခဲ့တဲ့ဟူဒီလက်နက်ကင်တွေရဲ့ခေါင်းဆောင်တွေကဘသူတွေဖြစ်တယ်ဆိုတော့အသေးစိတ်အချက်အလက်တွေကိုတော့ထုတ်ဖော်ပြောဆိုတာမျိုးမရှိခဲ့ပါဘူး။အဲဒီအပြင် စစ်စင်ရေးအတွင်းအသုံးပြုခဲ့တဲ့စစ်ဘက်ဆိုင်ရာပစ္စည်းတွေထဲမှာ၄ချိန်ပေါင်၃000ရှိတဲ့ဘုံးတွေအထိတည်ယူနိုင်စွမ်းရှိတဲ့ B2 ဘုံးကျဲလေယာဉ်တွေပါဝင်တယ်လို့လည်းသိရပါတယ်။အမေရိကန်စစ်တပ်ရဲ့ဘုံးကျဲလေယာဉ်တွေဟာမြောက်မှာရှိနေတဲ့ဟူဒီလက်နက်ကိုင်ဖွဲ့တွေရဲ့အဆောက်အဦတွေစစ်လက်နက်ပစ္စည်းတိုးလောင်ရာနေရာတွေကိုတိုက်ခိုက်မှုတွေလှုပ်ဆောင်နေတယ်လို့လည်းအမေရိကန်ကာကွယ်ရေးအရှိကပြောကြပါတယ်။အဲဒီတိုက်ခိုက်မှုတွေကိုပတ်မိုးကူညီဖို့အတွက်လေယာဉ်အများပြားကိုအိန္ဒိယသမုဒ္ဒရာအတွင်းစခန်းချတပ်ဆွဲထားတာလို့အမေရိကန်ကာကွယ်ရေးအရှိတွေကပြောကြားခဲ့ပါတယ်။ ဟုတ်ကဲ့ကျွန်တော်တို့ကျွန်တော်တို့ဖတ်မိတဲ့ကျွန်တော်တို့သိရှိတဲ့သတင်းချို့ကိုကျွန်တော်တို့လိုပဲသတင်းကိုစိတ်ဝင်စားတဲ့သူတွေသတင်းကိုအချိန်တည်းပြီးတနည်းအားဖြင့်မဖတ်ရှုတွေနဲ့မဖတ်ရှုနိုင်သူတွေနဲ့သတင်းကိုအခိုင်အမာတိဆောက်လိုသူတွေအတွက်ပြန်လည်မျှဝေပေးခြင်းသာဖြစ်ပါတယ်လက်လောမှာကအီရန်နဲ့ပတ်သက်လို့စိတ်ဝင်စားစရာအခြေအနေနဲ့ပတ်သက်ရင်ဒီသတင်းရှိတဲ့အတွက်ဒီသတင်းကိုပဲပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်ဗျအခုလိုနောက်ဆက်ပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်